လာမှာဖြစ်ပါတယ်။အဲ့ခန်းဆောင်တော့ညီမတို့ကပြန်ပြီးတက်ကြပြရမှာ။အဲကြောင်ဘူးတယ်ကြောင်ဘူးတယ်ဆိုကိုကိုတိုင်တော့အလိမ်မခံအောင်လာပြီးတော့လိမ်မကြိုးစားတာအကျိုးပန်းတာမျိုးခံရဘူးတယ်။အခုအမားတို့ TikTok တွေ Facebook တွေမှာမြင်ရတော့ကုတ်ချောင်းလုံးပို့ပါဘာဖြစ်တယ်ညာပြီးလာပြီးတော့ဖုန်းဆက်ပြီးတော့အခု KB ဘာဖြစ်တယ်ညာပြီးဖုန်းဆက်တာမျိုးခံရဘူးတယ် င်ငါ့ကိုကူညီမှဖြစ်အဓိကငါညီမဒီကလွတ်ကိုလွတ်မှာနောက်ဆုံးမှာလူသိုးကောင်းဆောင်ကြီးอ่ะအဖမ်းခံရတာတော့မပေါ့လွတ်သွားတယ်နောက်ဆုံးအဲ့လိုလွတ်သွားတဲ့ပုံစံအဲ့အဲ့ဟာအဲ့ဆင်းကိုကျွန်တော်အကြိုက်ဆုံးပဲပေါ့နော်တူးတက်မှုတိုင်းမှာတော့စုံယုံမှုဆိုတာရှိကြတယ်ဒါကိုရှောင်နိုင်ရင်တော့လွတ်ပါအားလုံးကတတိထားဖို့တော့လိုပါတယ်အားလုံးကတမျိုးမဟုတ်တမျိုးနဲ့လိမ့်လဲနေတာရှိတယ်မသိတဲ့အရာတွေကျွန်တော်မသိတဲ့အရာတွေလည်း ကျွန်တော်ကျွန်တော်ကိုယ်တိုင်တော့ကျွန်တော်မသိတာတွေအများကြီးရှိတယ်ဆိုတော့အားလုံးကိုလိမ်မခံရဖို့တတိထားစီကြပါတယ်အလိမ်မခံရဖို့လည်းမျှော်လင့်ပါတယ်ไรดาไม่ลงบ่อูตะๆช็อตนอกดาบ่ะแต่ดาแม้ลงฉิ่งนอกจ่ายจังลงบ่ไรดาวางนะบ่ะ ဟမ်ဒါကြောင့်လူပညာဖန်တီးကျင်တာပေါ့နော်လူပညာဖန်တီးကျင်တယ်ဒရိုက်တာလောက်ရတယ်ဆိုတာကိုဟိုကိုယ့်ရဲ့ကိုစမ်းညံစမ်းရှိသမျှ creation အကုန်လုံးကိုပရိသတ်စီကိုအရောက်ပို့ပေးလို့ရတယ်ကျွန်တော်အခုတရုတ်ဆောင်လုပ်နေတာတော့မှဟိုဘယ်လိုပြောရမလဲဒရိုက်တာနဲ့အဲ့လိုနှစ်ဦးနှစ်ဖက်အဲ့လိုညှိပြီးတော့အဲ့လိုဟိုကိုထဲကျင်တာလေးတွေထည့်ရတာဟိုမှာကျတော့ကိုကိုထဲကျင်တဲ့အရာတွေကိုလေးလာထားတဲ့အရာတွေအဲကိုဖန်တီးကျင်တဲ့အရာတွေအကုန်လုံး ီထဲကိုပြည့်ထည့်လို့ရတယ်ပြည့်သက်တွေကိုချပြလို့ရတယ်ဆိုတော့အဲကျွန်တော်ကအနုပညာဝါဒနာပါရဲချစ်လဲချစ်တယ်ဆိုတော့အတော့ဒီຢာတွေအများကြီးဆက်လုပ်ဖို့ပြောလဲပါတယ်ရဲ့ message ပါတယ်ခန်း6လောက်ကိုကြာလာမှာဖြစ်ပါတယ်အဲ့ခန်း6လောက်ကိုညီမတို့ကပြန်ပြီးတွေ့ကြပြရမှာဖြစ်ပါတယ်အဲရိုက်ဖြစ်တယ်ဆိုတာဒီလိုဟိုလေကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာအလိန်ငယ်ရတာအများကြီးရှိတယ်ကျွန်တော်ဒီဇလန်ကျွန်တော်စီစရောက်လာတဲ့အချိန်မှာကျွန်တော်ရိုက်ဖို့မရိုက်ဖို့ဆုံးဖြတ်ပြတဲ့အခါမှာ ကျွန်တော်အများကြီးစဉ်းစားရတယ်ပေါ့နော်ကျွန်တော်မှလည်းစဉ်းစားစရာလေးတွေအများကြီးရှိပါတယ်ကျွန်တော်တို့လှုပ်လှုပ်တယ်ဆိုတာပတ်စံရအောင်တက်တက်လှုပ်လို့မရဘူးကျွန်တော်တို့မှစဉ်းစားရတဲ့အရာရှိတယ်ဒီဇက်ကားထွက်လာတဲ့ရုပ်ရှင်ထွက်လာတဲ့အခါမှာဘယ်လိုတက်ရောက်မှုမျိုးတွေရှိလာမလဲဆိုတာကြိုးပြီးတော့စဉ်းစားရတယ်ဒါပေမဲ့ကျွန်တော်ပို့ပြီးတော့စဉ်းစားတဲ့နေ့အရာပါလဲဆိုတော့ဒီလိုလိမ်လည်မှုတွေအများကြီးရှိတယ်ကျွန်တော်ပတ်ဝန်းကျင်မှာလည်းရှိတယ်ကျွန်တော်တို့ပေါ်လာပြီးတော့တက်ရောက်တာတွေလည်းရှိတယ်အဲကျွန်တော်ပထမ interview တွေမှာဖြေခဲ့သလိုပဲကျွန်တော်ကိုဆဲလှမ်း တနေ့ကိုဖုန်း၃ခေါလောက်ဆက်ပြီးတော့ဆဲတာမျိုးပါကျွန်တော်ခံခဲ့ရတဲ့အတွက်ဒါမျိုးတွေကျွန်တော်ဘသူ့အပေါ်မှာဖြစ်စေခြင်းတနေ့ဘက်တွေမှာလည်းကျွန်တော်တို့အလိန်ခံရတာမျိုးတွေရှိပြီးတော့ဒီဇကားထဲမှာလည်းကျွန်တော်တို့မသိတဲ့ပုံစံမျိုးနဲ့လိန်နဲ့လိန်လယ်မှုတွေကအများကြီးပါတယ်ဆိုတော့ဒါပရိသတ်ကိုကျွန်တော်ပြသင့်တယ်အဲဖော်ပြသင့်တယ်ကျွန်တော်အနေနဲ့ကျွန်တော်လုပ်ပြသင့်တယ်လို့ကျွန်တော်ထင်တာပါဟိုထင်လို့ကျွန်တော်လုပ်ခဲ့တာပါ ပြည်သက်တွေအမြင်မှာတော့ဟိုဟိုလိုဟိုလိုဒီလိုတွေသူတို့ထင်တယ်လို့တွေရှောက်ပြောတယ်ပေါ့နော်တကယ်ဒီဇာကားကိုကြည့်ကြည့်ပါပညာပေးတတ်တတ်ပါပဲဟိုနောက်ဆုံးမှာလူသိုးကောင်းဆောင်ကြီးကအဖမ်းခံရတာတော့မပေါ့လွတ်သွားတယ်နောက်ဆုံးအဲ့လိုလွတ်သွားတဲ့ပုံစံအဲ့အဲ့ဟာအဲ့စင်းကိုကျွန်တော်အကြိုက်ဆုံးပဲပေါ့နော်အရင်အရင်ဟိုစင်စာဒီဘာညာဟိုဘောင်းနေအတွင်းကနေမသွားဘဲနဲ့ခွဲထွက်ပြီးတော့ နောက်ဆုံးမြန်မာကားတွေအကုန်လုံးကအဖမ်းခံရတာနဲ့အဆုံးသတ်တယ်ဒီထဲမှာအဲ့လိုအဖမ်းမခံရတာဟိုတကယ်တကယ်အပြင်မှာအတိုင်းပဲအပြင်မှာလည်းအဖမ်းမခံရတာရှိတယ်လေဒါတွေဒီလိုမျိုးပုံစံအမှန်တိုင်းရိုက်ကူးထားတာဖြစ်တဲ့အတွက်တော့အဲကျွန်တော်ကျွန်တော်ရိုက်တင်တယ်လို့ကျွန်တော်ထင်လို့ကျွန်တော်ရိုက်ခဲ့တာကွာအဲကြုံဘူးတယ်ကြုံဘူးတယ်ဆိုကိုကိုတိုင်းတော့အလိမ်မခံအောင်လာပြီးတော့လိမ်မကြိုးစားတာအကျိုးပန်းတာမျိုးကိုခံရဘူးတယ် အခုအမားတို့ဟို TikTok တွေ Facebook တွေမှာမြင်ရတော့ကုတ်ချောင်းလုံးပို့ပါဘာဖြစ်တယ်ညာပြီးလာပြီးတော့ဖုန်းဆက်ပြီးတော့အခု KB ဘာဖြစ်တယ်ညာပြီးတော့ဖုန်းဆက်တာမျိုးခံရဘူးတယ်ပြီးတော့အဲ့လိုခုနပြောလို့အစဲခံရတာမျိုးရှိခဲ့ဘူးတယ်ဆိုတော့ဒါတွေကအကုန်လုံးကရှိနေကြတာဖြစ်နေကြတာပြီးတော့ဟိုနေ့ကတော့ဆိုတွေ့လိုက်ရ TikTok မှာကျွန်တော်ထမင်းအိုးကြီးပေါင်ပြီးတော့ဒီပတ်စံ2000ကိုပေးရမှာဆိုတာပြန်စားတာရယ်ကွာတဲ့မှာပြန်ပြီးတော့သူတို့ကိုပြန်နောက်တာရယ်ကွာတွေ့ရတယ်ဆိုတော့လေဒါတွေကတကယ်အခုချိန်ထိရှိနေတော့မယ် အဲဒါကုနာကျတော့ဟာတာအနေနဲ့ကျွန်တော်ကြည့်ပြတာပါဆိုတော့ဟိုဒါကကျွန်တော်တို့ကအမြဲတမ်းဒီဟာတွေသုံးနေမြင်နေကြည့်နေလို့တချို့မသိတဲ့လူကြီးမိပါတွေရှိတယ်အဲ့တော့အဲ့တော့ TikTok မကြည့်ရလူတွေ Facebook မကြည့်ရလူကြီးတွေဆိုဘယ်လိုလုပ်မလဲဖုန်းဆက်ပြီးဘယ်လိုမျိုးပြောမလဲလူဆိုတာလောဘနဲ့ပဲအကုန်လုံးသွားကြတာကွာအကန်ဆန်းပဲပောက်တယ်လို့ဟိုတော်တယ်မလားတိတ်တရာရမယ်လို့ပါဆိုအကုန်လုံးကဒီမသိရင်ခံရမှာပဲအားလုံးကတတိထားဖို့တော့လိုပါတယ်အားလုံးကတစ်မျိုးမဟုတ်တစ်မျိုးနဲ့ လိမ့်လဲနေတာရှိတယ်မသိတဲ့အရာတွေကျွန်တော်မသိတဲ့အရာတွေလည်းကိုကျွန်တော်ကိုယ်တိုင်တော့ကျွန်တော်မသိတာတွေအများကြီးရှိတယ်ဆိုတော့အားလုံးကိုအလိမ်မခံရဖို့တတိထားစေချင်ပါတယ်အလိမ်မခံရဖို့လည်းမျှော်လင့်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်လိမ်ခံရတယ်ဆိုတော့အားလုံးကြေကဲဝမ်းနေရမယ်မကောင်းတာတွေဖြစ်လာမယ်ဆိုတော့ဒါမျိုးတွေမဖြစ်စေချင်ပါဘူးမဖြစ်စေချင်လို့လည်းဒီလိုမျိုးရိုက်ကူးပြတာဒီစိတ်ဒီခံယူချက်တန်တန်လေးပါပဲခင်ဗျာ ဓိကတော့အဲ့ဒီဒီဒီရုပ်ရှင်ဓာတ်ကူးရေးနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်ပုံဖော်ဂျန်နာတွေရှိပါတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ရလည်းဆရာဦးမျိုးမဲတပည့်ဖြစ်တယ်ဆရာဦးမျိုးမဲစီမှာတင်တန်းနေတက်တဲ့အချိန်မှာကျွန်တော်တို့ကဒီတရုပ်ဆောင်တစ်ခုတည်းကိုတင်ခဲ့ရတာမဟုတ်ဘူးအဲဒီကင်မရာအယူအဆတွေဒီ writer writing ပညာကိုပါကျွန်တော်တို့ကတင်ခဲ့ရတာဖြစ်တဲ့အတွက်ကိုယ်တိုင်ဝင်ရိုက်တဲ့အခါမှာနည်းနည်းလေးဝါသနာပူပါသွားတယ်ပြီးတော့ဟိုကိုယ်တိုင်လည်းဟိုထားပါတော့ဘာကားပဲကြည့်ကြည့် ကျွန်တော် Netflix ကရုပ်ရှင်တစ်ခုခုကိုကြည့်တာပဲဖြစ်ဖြစ်အဲသူတို့ရဲ့ကင်မရာအယူအဆတွေအလှဲ့ကွက်တွေကျွန်တော်တို့ကလိုက်ကျွန်တော်အဲ့လိုလိုက်ပြီးလေ့လာတာတွေစာအုပ်တော့ဘေးမှာချပြီးတော့အဲ့လို live မှတ်တာတွေကိုကိုယ်တိုင်ရိုက်တဲ့အခါမျိုးတွေကြာရင်ဒီလိုမျိုးတွေငါထည့်ရိုက်မယ်ဆိုတာမှတ်ပြီးတော့စိတ်ကူးရင်ထားတာတွေစိတ်ကူးရင်ထားတာတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကိုယ်တိုင်ဒီဟာကိုဒီလိုမျိုးတွေနောက်ပိုင်းအခွင့်အရေးရလာတဲ့အခါမှာပုံဖော်ပြဖို့အတွက်ပြောလဲမှာအားလုံး အဲဒီရမက်ဇာလန်တွဲကိုမာအပလီကေးရှင်းမှာထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီကောင်မောင်မားတွေအကောင်းဆုံးတရုတ်ဆောင်ထားပါတယ်တရုတ်ဆောင်မှုနဲ့ပတ်သက်ပြီးတော့အာဘလောခွန်မှန်ပဲဖြစ်ဖြစ်ကျွန်တော်လက်ခံပါတယ်ကျွန်တော်ဝေဘန်အပန်အကြံပြုပေးဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဆဲတာပဲဖြစ်ဖြစ်အဲဒီကရိုက်တာနဲ့ပတ်သက်ပြီးတော့မုန်းတာပဲဖြစ်ဖြစ်ကျွန်တော်အားလုံးခံနိုင်ပါတယ်အဲကရိုက်တာနဲ့အညီစီမျောပေးကြဖို့မြေတားရခံပါတယ်ကျေးဇူးပါရှင်ကျေးဇူးပါ